အခုလိုမျိုးဒူကြတဲ့ငားရမြောက်ကလေးကိုမွေးဖွားခဲ့တဲ့တရုတ်ဆောင်ပူဇော်ပြုခင်မိင်္ဂလာပါပရိသတ်ကြီးတို့ယင်ဒီနေ့မှာတော့ကျမတို့ရဲ့နုပညာလောကမှာထူးခြားပြီးတော့ကြီးနူးစရာကောင်းတဲ့သတင်းလေးတစ်ခုကိုပရိသတ်ကြီးစီကိုမျှဝေပေးကြပါရစေ။ဒါကတော့တချိန်ကပရိသတ်တွေရဲ့သဲဆွေမင်းသမီးချိုလီတယောက်ဖြစ်ခဲ့ပြီးအခုကမှတော့တာယာပျော်ရွှင်နေမိသားစုဘွားကြီးကိုတိဆောက်ထားနိုင်ခဲ့တဲ့တရုတ်ဆောင်ပူဇော်ပြုခင်ရဲ့နောက်ဆုံးရသတင်းပဲဖြစ်ပါရစေ။ပူဇော်ပြုခင်တယောက်သူရဲ့ဒုတိယမြောက်ရှင်သွေးမိသားစုရဲ့ငားရမြောက်ချစ်ရဆောင် တိုင်းနာလေးကိုအောင်မြင်စွာဝေဖွားလိုက်နိုင်ပြီဆိုတဲ့သတင်းကောင်းလေးပါပဲရှင်။ကိုကြပြုတ်ခင်မြန်ဖွားခင်ရပ်ပိုင်းတို့မှာပြိတ္တတွေကြောင့်ရင်ခုန်တန်မြန်သွားစီခဲ့တဲ့ဖြစ်ပျက်လေးတခုဖြစ်သွားခဲ့ပါသေးတယ်။ပြိတ္တကြီးတို့လည်းဒီကြတဲ့အတိုင်းပါပဲ။ကိုဝင်ဆောင်ဇနီးတယ်လေးကိုအနားမှာထားပြီးခင်မုန်းဖြစ်သူကိုထွန်းတရားအပေါင်းအသင်းတွေနဲ့တူဘာသွားထိုင်းမီယာကနေမင်းမီချောင်းလေးပိုးကြပြုတ်ခင်ဟာစိတ်ကပင်လူမှုကွန်ရက်မှာ post တင်ခဲ့တာကြောင့်ပြိတ္တတွေကသူတို့နှစ်ယောက်အတွင်းစိတ်ပူနေကြတာပါ။ ။ဒါပေမဲ့အပြစ်ဒဏ်တွေကချစ်သူတွေကြားကတဝင်တိုးစိတ်ဆိုးမှုလေးတစ်ခုသာဖြစ်ပြီးခဏကြာမှပဲပြန်လည်ဆင်ပြေသွားခဲ့ကြပါရဲ့။အခုဆိုရင်တော့အာလုံရဲ့စိုးရိမ်မှုတွေကိုကြော်လာပြီးမနေ့ကမှပဲဘုချက်ပုခင်တရားကျမ်းမာတန်ဆွမ်းနေတိုင်းနာလေးကိုအောင်မြင်စွာဝေဖန်လိုက်နိုင်ပြီဖြစ်ပါရဲ့။ဒီတဲ့ရင်ကြတော့ပြည်သက်တီအာလုံကလည်းဝမ်းသာပီတိဖြစ်နေကြတာပါ။ပေါ်ပြီးတော့အန်ဝစီယာကောင်းတာကမွေးပါလာတဲ့သားလေးရဲ့ကိုလေးချိန်ပါပဲ။သားလေးကလည်းရှစ်ပေါင်း9အောင်စားတော်မှရှိပြီးတော့တော်တော်လေးကမှထွားထွားကြကြနေချစ်စရာကောင်းလို့နေတာပါ ကလေးရောမိခင်မှာကျမရေကောင်းမှုဆုံးခြေနေမှာရှိနေရလို့လည်းသိရပါရဲ့ရှင်။ဒီနေရာမှာအာလောကစိတ်ဝင်စားနေစောင့်ကြည့်နေကြတဲ့အဓိကအကြောင်းအရာကြီးတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ခင်မုန်းဖြစ်သူကိုထွန်းရဲ့တုတ်ပြန်မှုပါပဲ။ဝင်းဖာကင်ကပြဒနာတည်တည်လေးတက်ခဲ့တဲ့အတွက်အခုလိုသူတွေငားရောင်မြရင်သွေးရင်နာလေးကိုမွေးဖွားပေးခဲ့တဲ့ဇနီးချော်လေးကိုအခုတော့တရားဘလို့ဂွန်ပြုခဲ့လေဆိုတော့အားလုံးအားသွင်းသွားလာမယ့်လုပ်ရက်တစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။ဒါကတော့တန်ဖိုး3900ငွေကျဲ3900တန်ကျဲရှိတဲ့ အလွန်ကြီးမားခံလာတဲ့ဗန်စီကြီးနဲ့တူကွန်ပြူတာပဲဖြစ်ပါရင်အဲ့လိုရက်ကသူ့ရဲ့ဇနီးပေါ်မှာထားတဲ့အချစ်တန်မိုးချမှုနဲ့ကျေးဇူးတင်မှုကိုပြသလိုက်တာဖြစ်ပြီးပရိသတ်တရားတော့အကိုတွန်းရဲ့လောက်ရက်ပေါ်မှာချီးကျူးမဆုံးဖြစ်နေကြပါရင်ဒီဗန်စီကြီးကဝရေကျေးရရတန်မိုးကြီးတာတဲ့ခင်မုန်းတယောက်ရဲ့ဇနီးပေါ်ထားတဲ့မြတ်တာနဲ့အတိမဲ့ပြမှုကိုပေါ်ပြနေတာကြောင့်ပူဇော်ပြုခင်တရားလောက်တော်ပျော်ရွှင်ခြင်းနည်းမလဲဆိုတာစဉ်းစားတာကြည်ပါတော့ရှင်ပူဇော်ပြုခင်ဆိုတာလူပညာလူတွေကိုဆက်လို့ရင် ထိတ်တဲမှာဆက်လက်ရည်တည်နိုင်မဲ့သူပါဒါပေမဲ့သူကအမြင်ကြောကြားမှုတွေတဲ့မိသားစုဘဝကိုပိုတံမိုးထားပြီးဇနီးမရှိတော့ရင်အကိုတို့နဲ့အသမီ၃ယောက်ရဲ့ပုံဝါလေးကိုမိခင်ကောင်းတရားအပြင်ဝင်ရောက်ခဲ့သူပါအရင်ကတည်းကဘာလာတဲ့ကလေးသုံးယောက်ကိုလည်းကိုယ့်ရင်သွေးချင်းတွေလိုစောက်ရှောက်ခဲ့ပြီးအခုဆိုရင်သူတို့စုံတွေကလည်းမွေးပွားတဲ့ကောင်းလေးနှစ်ယောက်ကိုပေါင်းလိုက်ရင်မိသားစုဝင်9ယောက်ရှိတဲ့ဆန်ပြမိသားစုရင်တကူပိုင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ကဲပရိသတ်ကြီးတို့ရှင်အနုပညာလုပ်တွေကိုဆွန့်လွှတ်ပြီးတော့မိသားစုဘဝကိုရွေးချယ်ခဲ့ပေမဲ့ ခင်မွန်ရဲ့အချက်တွေတမိုးထားကွန်ပြူမှုတွေနဲ့တူတာယာပျော်ရွှင်တဲ့မိသားစုပါကြီးကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့ဘုရားပုခင်တွေဝမ်းသာကိုယုံမိကြတယ်မဟုတ်ပါလားအခုမွေးပေါ်လာတဲ့တိုင်းနာလေးနဲ့ဘုရားပုခင်တို့မိသားစုတွေဆူတောင်းစကားလေးတွေကွန်မန်မှာရှိခဲ့ပေးပါအောင်ရှင်